သူမြန်မာလူမျိုးအနေနဲ့တော့ရိုင်းဆိုင်တာပေါ့ဒါရယ်ရိုင်းတာပေါ့ဘာဖြစ်ဘူးဗျာဘာဖြစ်ဘူးဘာဖြစ်ဘူးကလေးကအံ့ဩသွားတာအောင်သူဘူးလေးကဒါပေမဲ့ဒီကလေးတော်တယ်တိခန့်ရင်တရားနဲ့သူတိခန့်ပြီးတော့သူအော်ဘရာကိုဆုံးအောင်သူကသွားတယ်ဒါပေမဲ့ဒီလူလည်းသူဂူးမဆိုင်တဲ့သဘောပေါ့ဘယ်လုံးစားဘယ်ဟုတ်မလဲသူအဲ့ဒီလူသိတော်မသိဘူးဒါလုံးစားလုတ်လို့ရမလားသားရယ်နေနေနော်အော်ဘရာမဟုတ်ဘူးနဲ့ပုပ်ပဆတ်ဆတ်အော်ဘရာမဟုတ်ဘူးနဲ့သူဘလောက်ရိုင်းရိုင်း ိုမယိုင်းဘူးငါတို့အတူပြန်သမားဘယ်တော့မှမယိုင်းဘူးဆိုတော့လက္ခဏာကိုပြပေးသွားတာဘာမှမဖြစ်ဘူးတောင်းဖြစ်ဘူးဘာမှမဖြစ်ဘူးကြက်တိုင်တဲ့နေရာအဖေရက်သေးဆိုဆောင်နေတာပြောပြပါဦးအဲ့တော့အမဒီအော်ဘရာကသူ့မန်လီသိန်းစော်တအားအောင်မြင်ခဲ့တဲ့အော်ဘရာလေးတစ်ထုပ်ပေါ့နော်အဲ့ဒါမန်လီသိန်းစော်ရဲ့အော်ဘရာပါ အဲ့ဒီအော်ဘရာကိုကိုသိန်းစော်နဲ့အဖေဦးရလင်းနဲ့သွားပြီးတော့ဒီကလေးကိုဒီသွားပြီးတော့ကြာကြာနာနာစီးပေးပြီးတော့ကြာနာသွန်သွင်းဆုံးပါပြီးတင်းကြပြက်သေးချပြတ်တာခဲ့တဲ့အော်ဘရာလေးပေါ့လေဇတုတုတုပေါ်မှာ तू ကခံစားပြီးတော့ तू ကဒေယုဆောင်တဲ့ကလေးပေါ့ကိုကတောင်းမှမသိဘူးစီရတဲ့လူက तू ကရှေ့မှာရှေ့ကနေဝင်လာပြီးတော့တယောက်ချင်းစီဒီလိုခြေထောက်နဲ့တွေ့ပြီးတော့ပတ်စံပေးမင်းသားကြတော့လေခြေထောက်နဲ့တွေ့ပြီးပတ်စံပေးတာပေါ့ပတ်စံဆုချတာပေါ့ ဒါမှမဟုတ်ပြောရရင်တော့ကွာပဝန်းကျင်ရသည်ကြည်နေတာအောက်ကပြိတ္တတရားထောင်ပေါင်းညားစွာကြည်နေတာလीဒီဇက်ကွေရောအဲ့ချိန်မှာ तू လှုပ်ရက်လှုပ်ရက်ကအဲ့လိုလှုပ်လိုက်တဲ့ခါကျတော့ तू မြန်မာလူမျိုးအနေနဲ့တော့ရိုင်းဆိုင်တာပေါ့ခါတားရဲ့ရိုင်းတာပေါ့အဲ့တော့ကလေးကအံ့ဩသွားတာအောင်စဘူးလေးက तू အဲ့လိုလို့တော့ဒါမှမဟုတ်ဒီကလေးချီးကျူးစရာကောင်းတယ်ဘာတခုမှပြန်မပြောဘဲနဲ့ဒီမိလူလာဆိုရင်ကွာစိတ်တူပြီးတော့ ဟိုတတ်တပုဒ္ဒါတွေဖြစ်ကုန်တော့ဘောကရံဖြစ်ကုန်ပြီဒါပေမဲ့ဒီကလေးတော်တယ်တိခဏ်ရင်တရားနဲ့သူတိခဏ်ပြီးတော့သူအော်ဘရာကိုဆုံးအောင်သူကသွားတယ်ပရိသတ်ကိုချစ်တဲ့မေတ္တာတရားတွေပေါ့ကွာဒါနဲ့ဒီလူလည်းသူဂူမဆိုင်တဲ့သဘောပေါ့တော်ပါတယ်အဲ့ဒီစိတ်ကလေးကိုကလေးကိုချီးကျူးပါမှာအဲ့တော့သူဘလောက်ရိုင်းရိုင်းကိုမရိုင်းဘူးငါတို့အတူပြန်သမားဘယ်တော့မှမရိုင်းဘူးဆိုတော့လက္ခဏာကိုပြပေးသွားတာဒါအဖေကြီးကဒီကလေးကိုချီးကျူးတယ်ဒါရီစိတ်ကောင်းပြအောင် ဘာမျိုး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 အပွဲပြတ်သွားနိုင်တာဗောဓာမူဓာမူတွေလည်းအဖေတို့ကြုံခဲ့ဘူးတွေနေပေါင်းများစွာနေမှာသူအနုပြန်သွားဆိုတာကကောင်းတဲ့လူလည်းရှိတယ်ဆိုးတဲ့လူမူးတဲ့လူရှိတယ်ရှိမယ်မမူးတဲ့လူလည်းရှိမယ်ကွာပွဲလာကြည့်တယ်ဆိုပွဲလန်းတပင်ဆိုတာအဲ့ဒီအချိန်မှာအဖေတို့တခါတည်းလည်းပြက်လုံးပြက်နေဩခန်းရတာပဲခန်းတော့မကြည့်ချင်တယ်ပြက်တော့ကိုရည်စရာလေးနဲ့ပြန်ဖို့သူတို့ပြန်ပြီးတော့ရန်တိုက်စရာမလိုဘူး ဘာလို့ခဏတာတွေ့တာလီအဲ့နဲ့ तू ကနောက်ပဲလာပြီးတော့ဖေးလူလည်းစုကြတာ तू ကတော့တူတူလေးပြောသွားတာပေါ့ငါ့ကိုအော်ကုတန်ကြီးကျွန်တော်မသိလို့ပါဗျာတို့ကတော့ပြောသွားတာပေါ့ဟာဒါမဟုတ်ဘူးကွာရှင်းပြတယ်ကျွန်တော်တို့ကဒီအော်ရာကနေတဲ့ဆိုတာဇန်သူမိကတာလို့ဇတုကတယ်ဆိုတာပို့ပတန်တယ်ကလို့မရဘူးလို့စိတ်ထဲမှာဇန်သူမိကတဲ့ခါကျတော့အလေးနဲ့ထားပြီးတော့ပြီးသက်ကိုတင်ဆက်နေတဲ့ချိန်ပဲအဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်တို့ move တွေပြက်တာဗောလို့တရုတ်ဆောင်တယ်အဲ့ဒါခမရစုချကြည့်ရင် စတိတ်ရှူးတို့နှစ်ပါးသွားတို့မြန်မာတန်တို့မှာစုချလိုက်ပေါ့လို့သွားပါသွားပါဆိုပြီးတော့သူကအေးစေးစေးပဲချူတာနဲ့ပြန်လွတ်လိုက်ရတယ်ပထမဆုံးကြုံဘူးလားဒါပထမဆုံးပဲသူသူမတွေ့ဘူးဒီလိုဒီလိုဒီလိုပိဒတ်မျိုးလည်းမတွေ့ဘူးဟိုချစ်နေတဲ့ပရိသတ်တွေကလည်းအောင်စုလေးကိုဒီလိုလှုပ်လိုက်တဲ့အခါကျတော့အောက်ကပိဒတ်ကလည်းဟာအင်းဘောရင်နဲ့မကောင်းလေခလေးပေါ်မှာလည်းမြစ်တတရားရှိထားတယ်သူအဲ့လိုလှုပ်တာကြီးကျတော့ရိုင်းဆိုင်တော့သူတို့ဘာခံစားလိုက်ရတယ် အခု Facebook မှာတက်နေတယ်အခု TikTok ပေါ်မှာလည်းဒီဟာလေးတက်နေတာလीအမျိုးမျိုးပြောကြတယ်ပေါ့ဒါရီကိုရူကိုရူလည်းမခံစားနိုင်ဘူးအမှန်ပြောရင်တော့ဒီကလေးအတွက်ဟိုစိတ်ထဲမကောင်းတာပေါ့အဲ့တော့ဒါနဲ့ကလေးကိုအဲ့ဒီတခုချီးကျူးမှုရတယ်ကလေးကတော်တယ်ဆိုတာလေးတော့ကလေးပေါ်မှာကောက်ချက်ချလို့ဆိုရတယ် အပူရသွားတာပေါ့ဒါလည်းရှင်းရှင်းပြောရင်တော့ဟိုသူကလူချမ်းကြီးဖြစ်သွားတာပေါ့ခလေးကိုပူချစ်ဖို့သူလာပြီးလူချမ်းလှုပ်သွားတဲ့သဘောပေါ့နာမည်ကြီးအောင်လှုပ်ကြအာဘယ်လှုပ်ဘယ်လှုပ်ဆက်ဘယ်ဟုတ်မလဲသူအဲ့ဒီလူသိတောင်မသိဘူးအဲ့ဒီလူဝင်လာတာလည်းမသိဘူးကဲဘယ်လှုပ်ဆက်ပါမလဲတချို့ကထင်းမြင်းနဲ့ပြောတာဒါလှုပ်ဆက်လှုပ်လို့ရမလားသားရဲ့ဟိုကအော်ဗရာတကယ်ကနေတာအော်ဗရာလဲ နင်းနင်းနော်အော်ဘရာမဟုတ်ဘူးနဲ့ပုပ်ပဆတ်ဆတ်အော်ဘရာမဟုတ်ဘူးနဲ့ကြကြတဲ့တိုက်ထားတဲ့အော်ဘရာလေးပစ္စည်းရောပါလူအင်အားရောဘယ်သာဒီဝင်ကြီးအပြက်ခံပြီးတော့ဒီခွေကိုဘယ်လိုလုပ်ဆင်ပါလဲဒါစင်စရာအလုံးမမဟုတ်ဘူးနဲ့အစတည်းကကျွန်တော်တို့ထင်သေးထားတာလေတပင်းသေးဆိုတာဟိုဖက်ခွက်စားလို့တောင်တချို့ကပြောခံပြောခဲ့ရသေးပြောခဲ့ကြသေးတာပဲအဖေကြီးတက်တမ်းမှာအမှုပညာတက်90ကျော်လာပြီတက်တမ်းဒီတစ်ခါပဲကြုံမှုတယ်ဒီလိုလိုမျိုးခြေတောင်းနဲ့ န်ပြီးတော့ဆုချတာတွေ့ဘူးပါအောင်အဲ့နဲ့ဒီလူတော်တော်ရိုင်းပါတယ်သူ့ကိုပြန်ပြီးတော့တုတ်ပြန်မယ်ဆိုရင်ဒီပွဲကပြတ်သွားမှာအဲ့တော့ကျွန်တော်တို့ကပွဲအပြစ်မခံနိုင်ဘူးသူ့ပြန်သမားပွဲပြစ်လို့မဖြစ်ဘူးလေအဲ့ဆိုပိဋကကိုအာနာပိပိဋကကကျွန်တော်တို့ပတ်စံပေးကြည့်တာလေဟုတ်လားလူပညာကိုတန်တန်ဖိုးရှိရှိနဲ့ကျွန်တော်တို့လေးလေးစားစားနဲ့ကျွန်တော်တို့ငွေအတပြားနဲ့ကျွန်တော်တို့ချီးမြှင့်ပြီးတော့ကျွန်တော်တို့အားပေးမြောက်စားတဲ့ပိဋကပေါ့ကျွန်တော်တို့မလေးစားရရောက်သွားမှာပေါ့ ဆဲကံဆူကံအပြောကံကျွန်တော်တို့ဘဝသမားတွေပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒီဒီကနေပြီးတော့ကျွန်တော်တို့ကနာမည်လေးတလုံးရအောင်ကျွန်တော်တို့ကစူးစမ်းခဲ့ရတာဗျလေအဲ့တော့ပိသက်ဆိုတာအမျိုးသားအများကြီးရှိပါတယ်တားရဲ့ဆိုတဲ့လူတွေရှိကောင်းတဲ့လူတွေရှိဟိုယဉ်ကျေးတဲ့လူတွေရှိတယ်ရိုင်းတဲ့လူတွေရှိတယ်ဒါကတော့ကိုကြော်ဖြတ်နိုင်မှုကိုဒဏ်ကိုခံနိုင်မှုကကိုနည်းနည်းစူးစမ်းရမှာပေါ့